ချစ်တို့ရေမင်္ဂလာပါအခုဒီမှာပြထားတာကတော့ဇီးပူသီးလေးတွေဖြစ်ပါတယ်ဇီးပူပင်ဟာဆိုရင်ဒေတာမရွေးပေါောက်ရောက်တဲ့အတွက်လူတိုင်းတွေအလွယ်တကူစားသုံးနိုင်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်အလွယ်တကူစားသုံးနိုင်တဲ့အစားအစာဆိုတာတည်းဆေးဘက်လည်းဝင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီဇီးပူသီးဟာ organic စစ်စစ်ပါဇီးပူပင်ကြီးအောင်ဇီးပူပန်းတွေပွင့်အောင်ဇီးပူသီးတွေတာရှည်ခံအောင်ဆေးတွေမပြတ်ဖမ်းပါဘူး ပတ်ဖြန်းထားခြင်းမရှိပါဘူးเนาะအဲကြောင့်မို့ဒီနေ့ကြီးဆွေဟာဈေးဘူးဒီတွေအများကြီးဝယ်လာတယ်ဒီဈေးဘူးဒီကို ပုံစံနှမျိုးနဲ့လုပ်မယ်ဘလို့လုပ်မလဲဆိုတာကိုချစ်တို့လိုက်ကြည့်လဲပါအောင်ဒါဈေးဘူးဒီလေးတွေကိုရေမြုပ်အောင်ထည့်ပြီးတော့ပေါက်ပွက်စုအောင်ပြုတ်တယ်ဣတီတီပြုတ်ပါမယ် တော်တော်လေးဣအောင်ပြုတ်ရတဲ့နည်းနည်းလေးအချိန်ပေးပြုတ်ရပါတယ်ဈေးဘူးသီးလေးတွေကိုပြုတ်တာပါပြုတ်ပါတယ်ဒီတော့တော်တော်ခန်းခန်းနေပြီเนาะတော်တော်လေးကြာလေးပြုတ်ထားတာပါ ခုဆိုရင်ဈေးဘူးသီးလေးတွေရေခမ်းနေပါပြီရေခမ်းနေတဲ့ဈေးဘူးသီးလေးတွေကဣလဲဣနေပါပြီပူနေသေးတဲ့အတွက်ဒီဈေးဘူးသီးလေးတွေကိုအေးခံထားပါမယ်အေးခံထားပြီးတော့အေးလာပြီဆိုရင်ဈေးဘူးသီးတွေကအစီလေးတွေကိုဖယ်ထုတ်ပြစ်မှာပါဈေးဘူးသီးလေးအေးခံတော့ကိုဒီဈေးဘူးသီးတစ်နှစ်ထက်မှပါဝင်တဲ့ပစ္စည်းတွေကိုကြီးစွေဆက်လက်ပြီးလုပ်ပါမယ်။လိုက်လံကြည့်ရှုပေးပါအောင်။ဈေးဘူးသီးတစ်နှစ်လောက်ကိုတွေ့ စီချက်ချက်ပါမယ်ပိုးတဲကိုစီချက်ချက်စီထည့်မယ်စီချက်လာပြီဆိုရင်ကျက်တော့အချီနှမွာနှအုပ်နော်ကျက်တော့အချီနှအုပ်ကိုစီတတ်ပါမယ် နှွေးမော့နဲငယ်ထည့်ပါမယ်ဒီချက်သွန်ပြူစီမီရတာနောက်ဆုံးမှလောက်ထင်ပါပါเนาะအိုးတက်လက်စတဲ့လှုပ်ရှင်တို့ချက်သွန်ပြူအရင်စီတတ်ပါလား ချက်တုံကျူလေးတွေဒီနေရောက်ပြီဆိုရင်လျက်စစ်မျိုးခဏပိတ်ထားလိုက်ပါပြီ။အိုးပူချိန်လေးနဲ့ချက်တုံလေးတွေကကျွတ်လာမှာပါ။အခုဆိုရင်ဇွန်ကြောက်တောင်းထားတာပါ။ဇွန်ကြောက်ထောင်းထားတာကိုစီစီလာရင်စီစီကတ်ပါမယ်။ ွန်ချောက်လေးဒီနေရပြီဆိုလို့ရှိရင်ငပိငပိပါဒီမှာဟင်းစားစွန်နဲ့တလောက်ခဲเนาะဈေးမူဒီတအားမများတဲ့အတွက်ငပိရအလောက်ထဲပါတယ်ငပိလေးကိုဆွန်ချောက်လေးနဲ့မစ်ဖြစ်သွားအောင်ဝေးပါမယ် ပြီဆိုလို့ရှိရင်ရုပ်တိကျမ်းမုံလေးပါအဆက်ကလေးနဲ့နဲ့စာရင်တို့ရုပ်တိကျမ်းမုံကိုယ်တိုင်လှုပ်ထားတာပါအစီတွေမပါဘူးဒီဆိုရကိုယ်တိုင်ကြိတ်ထားတာရုပ်တိအစိုးအမဲ့ကိုဝဲလေးလံအတွင်းထဲကအစီတွေကိုခဲစက်ကလေးနဲ့ကိုယ်တိုင်ကြိတ်ထားတာပါနော်ဒီနေလေးရပြီဆိုရင်မျိုးကိုပိတ်ပါပါမျိုးကိုပိတ်ထားလိုက်ပြီအခုဆိုရင်မျိုးကိုပိတ်ထားလိုက်ပါပြီ ိတ်ထားလိုက်ပြီးတော့ဒီဟာလေးကိုခဏအိပ်လေးခံမယ်ဒီပိတ်ထားလိုက်တာမှုလိုက်တာနော်အပီလေးဒီနေရပြီဆိုလို့ရှိရင်ငုတ်တိချမ်းမုံလေးပါအဆက်ကလေးနဲ့နဲ့စားခြင်းလို့ငုတ်တိချမ်းမုံကိုယ်တိုင်လှုပ်ထားတာပါအစီတွေမပါဘူးဒီဆိုရကိုယ်တိုင်စိတ်ထားငုတ်တိအစိုးအမှဲ့ဝင် ဝဲလေးလံအတွင်းထဲကအစီတွေကိုခဲစက်ကလေးနဲ့ကိုယ်တိုင်တိတ်ထားတာပါနော်ဒီနေလေးရပြီဆိုရင်မီးကိုပိတ်ပါပါမီးကိုပိတ်ထားလိုက်ပြီခုဆိုရင်မီးကိုပိတ်ထားလိုက်ပါပြီပိတ်ထားလိုက်ပြီးတော့ဒီရလေးကိုခဏအေးလေးခံမီးပိတ်ထားလိုက်တာမှုလိုက်တာနော် ါကတော့ခုနတုန်းကပြုတ်ပြီးတော့အေးခံတဲ့ဈေးဘူးကြီးကို အစီလေးထုတ်ထားပြီးတော့စားနှဲငယ်ဖြူပြီးတော့ခြေထားတာပါခုဆိုရင်ဒီမှာငပိရဲ့ရုပ်သီးရဲ့ပဇွန်ကြောက်ရဲ့ကြော်ထားတာအဲ့ဒီကြော်ထားတဲ့အထဲကိုခုနတုန်းကခြေထားတဲ့ဈေးဘူးကြီးတွေထည့်လိုက်ပါမယ် တရက်ဆင့်ပြီးမဖွင့်တော့ဘူးเนาะဒီတိုင်းအိုးတဲ့ကိုထည့်ပြီးတော့ကြော်ထားတဲ့ဇီးဟူအဲပြုတ်ထားတဲ့ဇီးဟူဒီနဲ့ငါပြီးကြော်နေ ਉ ရှောပြီးတော့တမအောင်မှွေမှာပါတမအောင်မှွေသွားပြီးအိုးထဲမှာဆက်အေးခံထားမှာပါဆက်အေးခံထားပြီးတော့ပထမဦးဆုံးကြော်လိုက်တဲ့ကြက်သွန်ဖြူကြော်ရှိပါတယ် ဒီနှက်အောင်နေထားတဲ့ဇီးဘူးဒီတို့လုံးဝအေးသွားပြီဆိုရင်ပလင်းထဲကိုထည့်ပြီးတော့ဇွန်သေးလေးနဲ့ထည့်ပြီးပလင်းထဲထည့်သိမ်ပါပါတိတ်ပြီးတော့ခုနတုန်းကကြော်ထားတဲ့ကြက်သွန်ဖြူစီချက်ကိုအပေါ်ကနေလောင်းပါပါဒီလိုမျိုးငါပြင်းချောက်ကြောထားတာလေးနဲ့နှံ့အောင်မှွေပါတယ် အဲ့တော့ဈေးဘူးဒီတက်နဲ့ဈေးဘူးဒီထောင်းဆိုတာထမင်းကိုမိန်စေတဲ့ခင်းတစ်ခွက်ဖြစ်ပါတယ်ဈေးဘူးဒီဟာတဲ့အမှတ်ညာကိုလည်းကောင်းပါတယ်ဒါကြောင့်မို့လို့ထမင်းစားတိုင်းမဲ့တစ်နှစ်လုံးစားသင့်ပါတယ်လို့စေချမ်းထဲမှာပေါ်ပြတာကိုကြီးဆွေဖတ်ထားပူပါတယ်ဒီဈေးဘူးဒီရတာတက်နှက်လို့လို့เนาะတကယ်တော့ဒီဈေးဘူးဒီကို စားနေငယ်ရဲ့ညက်ရည်လေးရဲ့ ျော့ပြီးကြိုတဲ့ဈေးဘူးဒီယူကိုတဲ့တနေ့တစုံစားမယ်ဆိုလို့ရှင်ရင်တဲ့နှလုံးတုံတာရင်တုံတာအစာမကြေတာတဲကြီးဖောက်ပြန်တဲ့ယောဂါတွေကိုတတ်တာစေပါတယ်လို့လည်းဤဆိုဆေးကျန်းထဲမှာဖတ်ပူထားပါတယ်ဆိုရင် ပပနဲ့နဲ့လည်းဖြတ်သွားပါပြီဒါဘီးမခွင့်ပါဘူးเนาะအိုးထဲမှာဒီတိုင်းတိုင်းပဲထည့်ပြီးမှွေးနေတာပါမှွေးထားပြီးတော့နည်းနည်းလေးပူနေပါသေးတယ်ကြီးဆိုရဒါပလင်းထဲကိုတိတ်မှမို့လို့တော်တော်လေးအေးပြီဆိုမှဇွန်လေးနဲ့ပလင်းထဲကိုတိတ်မယ်ဇွန်သေးလေးနဲ့တိတ်မယ်တိတ်ပြီးရင်ခုနကချက်ထားတဲ့ကြက်သွန်ဒူစီချက်ကိုအပေါ်အလောင်းမှာပါရတာနေတော့ပါပဲခုဆိုရင် ပလင်းထဲမှာဇီးဟူသီးတွေကိုသိမ့်လိုက်ပါပြီပလင်းထဲမှာသိမ့်လိုက်ပါပြီဒါဇီးဟူသီးကိုပလင်းထဲမှာသိမ့်ထားတာပါခုနတုန်းကစီချက်ထားတဲ့ဥဆုံးစီချက်ထားတဲ့စီချက်ပါဒီစီချက်လေးကိုပလင်းထဲကိုထည့်มาပါအပေါ်ကနေထည့်มา ော့အခုထမင်းစားတဲ့ချိန်မှာလောလောလတ်လတ်စားဖို့ပုံလေးတွေကိုထည့်ထားတာပါဒါလေးကတော့နောက်ရက်အတွက်ပါတလာကိုသတင်းထားလို့လဲမလောက်ပါဘူးเนาะခဏလေးနဲ့စားလို့ကုန်သွားမှာပါเนาะဒါကတော့ပလင်းထဲမှာသိထားတာပါအဲ့တော့ဈီးဘူးဒီဟာဆိုလို့ရှိရင်တဲ့ အစားအစာတခုကအချိုးအချင်းအငန်းအဆက်အခအဖန်အစိမ့်ဆိုတဲ့ရတာခုနှစ်မျိုးပါရှိတယ်တဲ့ဇီးမူဒီကအငန်းလွဲလို့ရှိရင်ကြံတဲ့ရတာတွေအားလုံးပါဝင်တယ်တဲ့အကြောင်းမူလို့ကဘာပေါ်မှာရှိတဲ့တက်ရှည်ဈေးတွေအားလုံးအရည်တွေနုပြိုဈေးတွေအားလုံးဟာဆိုလို့ရှိရင်ဇီးမူဒီကိုဇီးမူဒီလို့ဆိုရိုးရှိတယ်လို့စေချမ်းထဲမှာဖတ်ထားမှုပါတယ်အကြောင်းမူလို့အသက်ရှည်ဈေးလည်းဖြစ်တယ်ကျမကြီးတွေ့ ဘာဝ organic စစ်စစ်လည်းဖြစ်တဲ့အတွက်ဒီနေ့ရစပြီးတော့ဇီဘူဒီကို နေတိုင်းစားသုံးကြပါလို့တိုက်တွန်းခြင်းပါတယ်ခုဆိုရင်အိမ်သားများအားလုံးစားလို့ရတယ်ဇီဘူဒီတနက်တစ်ခွက်ရပါပြီရှင်